ဒုတိမဲ့ပေးရမှာအမှန်ချစ်သည်ဖြစ်စေတစိတ်တုံးထုသည်ဖြစ်စေအတိမဲ့ဖြစ်သတ်မှတ်မယ်လို့ပြောင်သူရွေးကောက်ပွဲကော်မရှင်ရွေးကောက်ပွဲဌာနညွှန်ကြားမှုဦးဆိုင်ကျော်သူကအတည်ပြုပြောကြားလိုက်ပါတယ်လက်ရှိဒုတိမဲ့ပေးရမှာတချို့မျိုးနယ်တွေမှာဘောပင်နဲ့အမှန်ချစ်ပေးရပြီးတချို့မျိုးနယ်တွေမှာတစိတ်တုံးထုမဲ့ပေးရတာမျိုးတွေရှိနေတာကြောင့်မဲဆန္ဒရှင်တွေအကြမ်းမှာကွင်းလင်းမှုတွေဖြစ်ပေါ်လျက်ရှိပါတယ် ရွေးကောက်ပွဲဥပဒေအရအမှန်ချစ်ပါကပယ်မဲအဖြစ်သတ်မှတ်ခဲ့ပေမဲ့လည်းလက်ရှိကြိုတင်မဲပေးနေချိန်မှာအချို့မျိုးနယ်တွေမှာရှိတဲ့ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာနားလည်မှုလွဲမလာကြောင်းအခုလိုဖြစ်ရတာဖြစ်တယ်လို့ဦးဆိုင်ကျော်သူကအခုလိုပြောပါတယ်မဲဆာနာနဲ့အတွင်းဆိုဒစိမ့်နှိပ်ရမှာဖြစ်ပြီးမဲဆာနာနဲ့ပြင်ပဆိုရင်အမှန်ကြီးချရမလို့ကျွန်တော်တို့ဤဥပဒေပြင်ဆင်ထားပြီးပါပြီအဲ့ဒါအပြင်စာအုပ်မှာလည်းကျွန်တော်တို့ရွေးကောက်ပွဲစီမံခန့်ခွဲသူများဤ ညွန်ကြားဘာလဲလက်ဆွဲစာဆောင်မှာလေသာမဏေ78မှာခုနလိုပဲအဲ့ဒီဥပဒေကိုပဲပြန်ရေးရတာသာမဏေ78နဲ့သာမဏေ73မှာနှစ်မျိုးခွဲရေးရပါတယ်ဒါပေမဲ့လေရက်ကြီးအစင်ကတချို့အဖွဲ့တွေကအဲ့လောက်ထိနားမလည်ဘူးလို့ကျွန်တော်ယူဆပါတယ်ယူဆတဲ့အတွက်ကြောင့်ဘလို့ဘာကြောင့်ယူဆလဲဆိုတဲ့အခါကျကျွန်တော်တို့မဲလက်မှတ်တွေထုတ်ပေးတဲ့နေရာမှာလေမဲလက်မှတ်ရဲ့ဒုတိယစာလိုက်က ချုပ်တင်မဲ့လက်မှတ်များကို အမှန်ကြီးချိရမယ်ဆိုတဲ့စာသားလေးပါနေပါလေရ။အဲ့တော့အဲ့ဒီရက်ကြီးကလည်းခုနအကြောင်းညာလည်းသိမထားဘူး။ဒီမဲ့လက်မှတ်မှာလည်းပါတဲ့ဒုတိယအပိုက်ကလည်းအဲ့လိုဆိုရတဲ့အတွက်ကြောင့်သူကရက်ကြီးမှာလာပေးတဲ့မဲ့ကိုလည်းဒီဥစ္စာတစ်ခုတည်းကိုသူကယူဆပြီးတော့သူကဘောပဲနဲ့ပဲအမှန်ချိရမယ်ဆိုပြီးတော့တချို့ရက်ကြီးတွေမှာအဲ့လိုဘောပဲနဲ့အမှန်ချိပြီးတော့လက်ခံလိုက်တဲ့မဲတွေရှိပါတယ် ဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမှအဲ့လိုမျိုးဖြစ်တယ်ဆိုရင်လည်းဘောပဲမရှိချင်အမှန်ပဲတသိပ်ပဲထူးထူးသူ့တမတ်ချက်နဲ့ညီတယ်ဆိုခံလုံမဲ့ပင်မဲ့ကိုသူ့တမတ်ချက်နဲ့ညီတယ်ဆိုခံလုံမဲ့ဆိုခံလုံမဲ့ပင်မဲ့ဆိုပင်မဲ့ဒီလိုတမတ်ပါဆိုပြီးကျွန်တော်ညွှန်ကြားချက်ထွက်လိုက်ပါပြီဗျာကျွန်တော်တို့လူဝင်မလားတည့်ရနေ့မှာတိုင်းဒေသကြီးနဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းတွေအားလုံးကိုညွှန်ကြားလိုက်ပါတယ်ခင်ဗျအဲ့ဒါချင်းအဲ့ဒီညွှန်ကြားချက်ကလည်းမဲခန္ဓာပြေးမဲ့နေ့မှာမဲယုံမှာအဲ့တိုင်းကတ်ထားမှာဖြစ်ပါတယ် ဘာလို့ဆိုအဲ့ချိန်ကျမဲလို့ဖွင့်ပြီးတော့ရှင်မာဘူးဗျရှင်တဲ့ခါကျဘောပဲဖြစ်လဲဖြစ်လက်ခံနေဟိုတပိတ်တော့ထုလဲလက်ခံနေဆိုမီဒီယာတို့ဒီရုပ်ောက်ပဲလိလဆောက်ကြည့်သူတို့ကလည်းဒီဥစ္စာ complaint ဖြစ်လာနိုင်တယ်လေအဲ့တော့ကျွန်တော်တို့ကဒီဥစ္စာကိုလည်းဒီကျွန်တော်တို့ညွှန်ကြားချက်ကိုမဲုံမလဲကတ်ထားပါလာကြည့်တဲ့သူတွေအကုန်လုံးမြင်အောင်ဆိုလိုတာကတော့ဗျာဘလို့ပဲပြေးပြေးကျွန်တော်တို့ကခံလို့မဲနဲ့ကြီးရဲဆိုခံလို့မဲတတ်မှာပဲပယ်မဲနဲ့ကြီးရဲဆိုပယ်မဲတတ်မှာပဲ ရွေးကောက်ပွဲအတွက်တာဝန်ကျသူတွေအနေနဲ့ကြိုတင်မဲပေးမှုကိုအောက်တိုဘာ29ရက်ကနေနိုဝင်ဘာ5ရက်အထိသက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာနံနက်9နာရီကနေညနေ9နာရီအထိပေးနိုင်တယ်လို့သတ်မှတ်ထားပါတယ်။မဲပေးရမတိုင်ခင်ကြိုတင်မဲပေးလို့တဲ့အသက်ကြီးသူတွေခီးသွားမဲ့သူတွေနာမကျန်းသူတွေကြိုတင်မဲပေးမှုကတော့နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့မှာပေးရမှာဖြစ်ပါတယ်။